ဆိုတာမြန်မာအင်ဂျီဝတ်တာများလေအဲ့ခါကျမစတော့ဘော်လီဟိုဟာတော့ဘော်လီဘော်လီကရှိဝတ်တာမအများအဖြစ်ကလေးတွေကဘရာဇာဝတ်တာများလေအဲ့တော့ပိုက်ပူလေအဲ့ခါကျမစရာကရှိဝတ်တယ်ကားရိုက်တိုင်းမစအရှိပဲဝတ်တာရှိဝတ်တယ်ပိုက်စီဝတ်ခါကျတော့ခါလေးကတိမ်သွားပါတော့เนาะအဲ့အဲ့လိုမျိုး ြီးတော့ခိုင်းထားလိုက်တာတွေ့ရတယ်။သူကအဲ့လိုမျိုးတော့ဒီတန်းဒါအချိန်ယူပြီးတော့လေ့ကျင့်နေတာလား။ဒါမှမဟုတ်ကိုယ့်ရဲ့ Facebook အတိုင်းပဲရှိနေတဲ့အခါတွေရတယ်။အဓိကတော့လူတယောက်မှာမျိုးရိုးနဲ့လဲဆိုင်တာပေါ့နော်မျိုးရိုးကမစလို့ညီမညီမ6ယောက်ကြည့်ရခုံးတော့အဲ့လိုမျိုးကြည့်ပဲအဲအရန်ဟိုချိန်သွားတာဝါသွားတာတွေပါလေမရှိဘူးအဲ့လိုမျိုးတေးသေးတသက်ကြစ်ကြစ်လေးများတာလေအဓိကမျိုးရိုးနဲ့လဲဆိုင်တယ်ဟိုမဆက်ရတော့ကိုကအနုပညာအလုပ်လုပ်ရခါကြတော့လူရှိသွားတာလေ အဲ့တော့ထိထိသိနေရတာပေါ့နော်အဓိကဖိုက်မပူအောင်တော့ကဟုတ်ကဲ့ပါဒီအဲ့တော့ပြောချင်တာတော်တော်များများမင်းသမီးကြီးပေါ့နော်ကြည့်လိုက်လို့ရှိရင်ခါနေရခါတင်နေရတယ်အဲ့လိုမျိုးဖြစ်မင်းသမီးတယောက်ရဲ့အပြည့်ဆိုတာရှိရတဲ့ဘယ်မင်းသမီးကြီးရဲ့ဝင်အများနဲ့ပေါ့နော်မတင်အောင်ဝင်နေတာဒီနေ့ဒီအသက်ရွယ်ကြီးလည်းဝင်နေသေးတယ်အဲ့တော့ဘယ်လိုမျိုးထိနေလဲဒီကအစားတော့ရှော့ရတာပေါ့နော်အစားတော့ဆိုတာမဆက်ထမင်းထမင်းကိုလည်းမကြိုက်ကြတာပါတော့ပဲ အမေမလေးကထမဲစားတာများရဲ့ပိုက်မှာအစီစုရပေါ့နော်အဲမြန်မာအမျိုးသမီးတွေကထမဲကိုဟိုပါပေါ့နည်းနည်းပဲစားတာမဆက်တော့ပုံမှန်ရှောင်းတယ်ဘာတော့မရှိဘူးဒါပေမဲ့ခြေတိကြောင့်မစားတဲ့အတွက်တခုတော့လည်းရှောင်းသလိုဖြစ်သွားတာပေါ့နော်အဲထမဲနည်းနည်းကမနစ်နည်းနည်းညနည်းနည်းအဲ့ဒါပုံမှန်စားပြီးအသီးစားတာများရက်ဆက်နေရတယ်ငါပြောသီးစားတယ်အဲ့လိုမျိုးခန္ဓာကိုယ်ကဘာလို့ပတ်တဲ့နေရာတွေနေရာမြေပြုတ်ဖို့အတွက်တိတိကျကျနေတာမျိုးမရှိဘူး။မရှိမရှိဘူး။ ခုနလိုအစားတောက်ဆင်ကျင်တာပေါ့ပြည့်ဟွာမြန်မာမဆွရလူကြီးခိုင်းဆိုတာမြန်မာအင်ဂျီဝတ်တာများလေအဲ့ခါကျမဆွရဘောလီဟိုဟာတော့ဘောလီဘောလီကရှိဝတ်တာမအများအဖြစ်ကလေးတွေကဘရာဇယ်ဝတ်တာများလေအဲ့ဒါဘိုက်ဘူးလေအဲ့ခါကျအရှာကရှိဝတ်တယ်အကားရိုက်တိုင်းမဆွရအရှိပဲဝတ်တာအရှိဝတ်တယ်ဘိုက်စီဝတ်ခါကျတော့အကားလေးကတိမ်သွားပါတော့เนาะအဲ့အဲ့လိုမျိုးဟိုတချို့ဆိုမိုးနိုင်ဘူးတဲ့ကြက်ပြီးတော့လေ မဆက်တော့အလေးကျဖြစ်သွားတာခါကြတော့လေကိုကိုဘယ်လိုပေါ်မဲ့ထိတ်သေးတဲ့နေနဲ့ဝါတာပါနော်ဒီစက်ကိုယ်တိုင်ရောဒီမီနီမီခက်တွေကလိုရှင်တွေဝိုင်းဖြစ်ပေါ့နော်လိုရှင်ကားဒီမှာဒီမီနီမီခက်တွေကဘယ်မျိုးကိုယ်တိုင်အားရကျတဲ့ပုံပေါ့ပုံပေါ့နော်တစ်ခင်းဖြစ်ခဲ့တဲ့တကားတွေအများရှိခဲ့မှာပေါ့နော်အဲ့ဒါလေးတွေရောဘယ်လိုမျိုးလေးပြန်လဲညီတော်တော့မင်းသမီးတက်လက်ဟာများတယ်မင်းသားဆိုမင်းသားတက်လက်ပေါ့နော်ဒါမှမဟုတ်မင်းသားတက်လက်မင်းသမီးနဲ့လက်မင်းသမီးနဲ့လက်မင်းသားတက်လက်အဲ့လိုမျိုးပေါ့ ဒါလိုပါပဲဟိုတလက်ကပုံများတာပေါ့။နှစ်လက်ဆိုတော့စဉ်းစားပြီးတော့လေအေးမဆလို့ခဲ့နဲ့အပြန်ဆိုင်လို့ပါအဲ့လိုမျိုးဒီခေတ်တော့တောင်းရောက်လည်းဖြစ်တယ်၅ရောက်လည်းဖြစ်တယ်မဆိုးပါဘူး။အဲ့တော့ဒီဘက်ကလူငယ်တွေပေါ့အခုဆိုတာအနည်းငယ်ဆုံးပြောမယ်ဆိုတာဂျင်ပေါ်လူစကားမျိုးဆိုတာမင်းသားတွေကိုမင်းမီးတော့အများကြီးလက်ပါတယ်။ဒါပေမဲ့စက်ကလေးကမင်းမီးဇက်ဖြစ်တော့ပြိတက်ကဲနေရာနဲ့အများကြီးရတယ်။ပြီးတော့အိမ်နာရေးဇက်လည်းဖြစ်တဲ့ခါကျတော့လူကျိန်းမှုကပို့ပြီးတော့ခန်းတစ်ခုနောက်ကိုလိုက်တယ်လို့ဖြစ်တာပေါ့။ဒီပုံမှာဆို လိုမျိုးလေးမြင်မိတာမျိုးရှိတယ်။ချစ်ချာမဆောင်နားထောင်ကြည့်ရပရိသတ်ကြိုက်တယ်။ဟုတ်။ဟိုမင်းသမီးတော့ရောက်ပေါ့နော်။သူ့အခန်းကာလနဲ့သူဟိုဆက်လျာရှိရဟာကြတော့လေကြားရတာပရိသတ်ကချစ်ချာတယ်။ကိုရင်ရောကြည့်တာလေးရှိတယ်။မကြည့်ဖြစ်ဘူး။ဟုတ်။ကြာနားထောင်ကြည့်ရကြိုက်တယ်တဲ့တို့။